ကိုကြီးဘာသာရွေးနေလားမော်လာတောင်းရင်သွားရမယ်နေသမားတွေဟာကြိုတင်မဲပေးဖို့ဆန္ဒရှိနေကြပြီမဲ့ကြိုတင်မဲပေးဖို့တတ်မှတ်ထားတဲ့နိုဝင်ဘာလ6ရက်နဲ့9ရက်နေ့ဟာမဲပေးဖို့အဆင်မပြေတာကြောင့်နင့်နာမှုတွေရှိနေပါတယ်ပေါင်းတယ်မျိုးမှာ လေယာဉ်လုပ်ငန်းနဲ့ကူးတန်းရောင်းဝယ်ကိုအဓိကအားထားလုပ်ကင်နေရပြီး ။နေရာလုပ်ငန်းမရှိတဲ့သူတွေကကြုံရဂျပန်လုကင်ကြရတာမို့ဒီမျိုးမှာအလုတ်ကင်ပေါပေါမြမြမရှိဘူးလို့ဒေသခံဦးတန်းစော်မင်းကဆိုပါတယ်။ ဒီဒေသမှာတော့အထူးသဖြင့်ဆက်ယုံလုံယုံနေလည်းမရှိဘူးဆက်မှုမထွန်းကားတော့များသောအားဖြင့်ကတော့လေယာဉ်လုပ်ငန်းရှိတယ်။ကုသန်းရောင်းဝယ်ရေးလုပ်ငန်းပေါ့ဒီလောက်ကလေးကိုပဲအားထားပြီးတော့လုပ်ရတယ်။ဒီလိုလေယာဉ်လုပ်ငန်းမရှိတဲ့လူတွေကြတော့လည်းမြို့ပေါ်မှာဆိုင်ကယ်ကယ်ရီဆွဲတာတို့စိုက်ကားနင်းတာတို့ဂျုံအကြပန်းလုပ်ရတဲ့လူတွေလည်းများတယ်။ပြောရမယ်ဆိုရင်တော့အလောက်ကိုင်းပေါ်ပေါ်များများတော့ဒီမြို့မှာမရှိသေးဘူး။ကြုံတယ်လို့လုပ်ပြီးတော့ပဲအတမဝန်ကြောင့်ပြုတ်နေရတဲ့လူဦးရေကပိုများပါလေ။ ။ပေါင်းတယ်မျိုးကတောင်သူလေသမားတွေဟာမျိုးအနီးနားကအခြားရွာတွေမှာကောက်ရိတ်သွားရမှာမို့နိုဝင်ဘာလထဲမှာမဲပေးဖို့အဆင်မပြေပါဘူး။အောက်တိုဘာ29ရက်နေ့မှာပေးရတဲ့ကျွတင်မဲတွေဟာလည်းဝန်ထမ်းတွေသာအဓိကပေးရတာမို့ကျွတင်မဲမပေးလိုက်ရဘဲကောက်ရိတ်ထွက်သွားရတဲ့လေသမားတွေရှိနေပါတယ်။တောင်သူလေသမားတွေဟာလက်လောက်လက်စားတွေဖြစ်ပြီးခရီးမထွက်မဖြစ်ထွက်ကြရတာမို့ဝန်ထမ်းတွေနဲ့တန်းတူမဲပေးခွင့်ရစေချင်တယ်လို့ဥအောင်မြင်ကဆိုပါတယ်။ မဲဆန္ဒရှင်တွေနင်းနိုင်ရတာကိုမလိုလားဘူးလို့လည်းသူကဆိုပါတယ်အခုဒီတောင်သူတွေသွားဒီချေးရွာလက်လုံးလက်စားတွေကသူတို့ကတနေ့လုံးမှတနေ့စားဒီအဲ့တော့သူခီးကမသွားလို့မဖြစ်ဘူးသူတို့အလုပ်ကိုသူတို့သွားရမှာပဲပေါ့နော်သွားတဲ့အခါမှာပြောလိုက်တဲ့အချိန်မှာတော့ကျွန်တော်ကအခုဥပမာဖြင့်ဒီလာတဲ့တရက်နေ့ပြောသွားရဆိုကျွန်တော်ကဒီဝန်ထမ်းတွေနဲ့တူပေးစီချင်တာပေါ့နော်အခုပေးလို့မရဘူးဆိုရင်သူတို့ကနောက်တစ်ခေါက်ပြန်လာမလားဒါမှမဟုတ်ဒီခီးစိတ်တို့ဒီသူတို့ရဲ့အလုပ်ရှင်ကခွင့်မပြုလို့ ဟိုမလာခဲ့ရဘူးဆိုရင်တို့ဒီမဲပေးမှုနင့်လာတော့ပါဘောနော်ကျွန်တော်တို့ဒီအဖွဲ့တွေနေနေရတော့ဒီလိုနင့်လာမအောင်မလို့လားဘောကျွန်တော်တို့ပေးစီချင်တယ်ဘောနော်အများနည်းတို့ပေါ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတဲ့လေသမားတွေကောက်ရိတ်သွားဖို့ကြိုတင်မဲပေးခြင်းပေမဲ့ပေးခွင့်မရတာဟာပါတီအတွက်နင့်လာတယ်လို့ဆိုလာသူကတီတူးလှတ်တော်ကိုစလဲလောင်းဦးအေးမြအောင်ပါသူကပေါင်းတယ်မြို့နယ်မှာစိုက်ပျိုးရေးကိုအဓိကလုပ်ကင်ကြပြီးအလုတ်ကင်ရှားပါတဲ့ပြဿနာရှိနေတာကိုဘယ်လိုပြောင်းလဲပေးမှာလဲ။ ဝန်ထမ်းတွေကြတော့ကြိုတင်မဲ့ပေးခိုင်းနေတယ်ရုပ်ပြည်သူတွေကြကြိုတင်မဲ့မပေးခိုင်းနေတဲ့အတွက်ကျွန်တော်တို့ထောက်ခံပြီးတော့ခီးသွားမဲ့သူတွေအတွက်ကြိုတင်မဲ့ပေးလို့မရဘူးဖြစ်နေတယ်အဲ့ဒီအတွက်ကျွန်တော်တို့အတွက်အများကြီးနင်းတာပါတယ်ပေါင်းနေရတော့အဓိကတော့စိုက်ပျိုးရေးပဲများပါတယ်စိုက်ပျိုးရေးပဲလို့လိုအပ်ချက်တွေကတော့ဒီအလုတ်ကန်ရှားပါတဲ့ပြဿနာတွေပေါ့လိုအပ်ချက်တွေကတော့အများကြီးရှိပါတယ်ကျွန်တော်ကဒီစနစ်တစ်ခုပြောင်းမှအလုတ်ကန်လူငယ်တွေအလုတ်ကန်ရအောင်လုပ်ပေးနိုင်မှပြောင်းလဲလိမ့်မယ်ထင်တယ်